အကျုပ်ဝိုင်းထဲမှာဥပ္ပဒေါင်ကျက်သမားအရှုနော်အ ਨੇ စုကိုဥပ္ပဒေါင်ကြည့်ကြည့်ဒီတူတက်မှုမရှိသေးဘူးကြောင်းလဲမှုမရှိသေးဘူးဟိုဘလို့ခေါ်မှုဥတော်အမြားတော့ဟိုအရန်နှုံလုံးတယ်လို့ဥတော်ကဒီလိုထင်တယ်ဘာဖြစ်လို့ဥတော်တွေ့အဲသူတို့ယူလာတဲ့ကျက်တွေကြည့်လိုက်တယ်ဟာခလေးတွေကပြောမယ်ဥတော်ကြီးနှိမ့်နေတယ်နှိမ့်နေတကယ်တမ်းကျတော့ဥတော်မနှုတ်နှိမ့်နေတာမဟုတ်ဘူး စေတနာအရင်းခံနဲ့ပြောနေတာအဲ့တော့မင်းတို့ယူလာတဲ့ကြက်တရားဟိုရိုက်မှာလားရှင်ဝင်မှာလားဖက်မှာလားရှုတ်မှာလားတိုက်ခုတ်မှာလားတကယ်တမ်းကျတော့ဒီကြက်တွေတဘာသာမှမပါကြက်ဆက်ထားတော့လေလွဲတယ်ကြက်ရွှေ့ချထားတော့လေဒီလိုကြက်တွေရွှေ့ချထားတယ်ရိုက်မှာလည်းမဟုတ်ဖက်မှာလည်းမဟုတ်ရှုတ်မှာလည်းမဟုတ်အဲ့တော့ဟိုကြိုက်ခုတ်လည်းမဟုတ်အဲ့တော့မင်းတို့ရွှေ့ချတယ်ဘာနေတယ်အဲ့တော့ဝိုင်းထဲကိုယူလာတဲ့ကြက်တွေ ဒီလိုကြက်မျိုးတွေယူလာမဲ့စာဒီခေတ်မှာအမိုက်ခေတ်ဖြစ်တဲ့အတွက်ကြောင့်မို့မင်းတို့ဘာကန်ရမလဲဆိုဥပဒေကြက်သမားအငယ်တွေကိုဥပဒေတစ်ခုအတိပေးလိုက်မယ်မင်းတို့ကန်ရမယ့်ကြက်ကအမိုက်ခေတ်ဖြစ်တဲ့အတွက်ကြောင့်မို့ကြက်တော့နှုတ်ပြီးကန်တွေ့လို့ဆိုရင်နှုတ်ပြီးခေါင်းအနေနဲ့တိရှာမိမိရကြည်ပြီးယူဖို့တတ်တဲ့ကြက်ရှိကြတဲ့ကြက်နောက်တစ်ခါကိုယ်လာကြိုက်လို့ဆိုရင်ပေါ်ရတဲ့ကြက်ဒီနှစ်ချက်ဒီနှစ်ချက်ရှိတဲ့ကြက်တကောင်လာကန်တာ မင်းတို့ဝိုင်းထဲမှာရဲတင်းနဲ့ကြက်တိုက်လို့ရနော်တွေးရမူရပြင်စင်တာတော့လိုင်းပေါ်မှာလည်းပြတာတယ်ကိုလည်းအနီးများမှာရှိတဲ့ဘခုကကြာဖို့ကွာဟဲ့လားအဲ့ကြက်တကောင်ကန်ရမဲ့အငြင်းရှင်းတစ်ခုကရေးကြီးသုံးအချက်တစ်ချက်ကဘာလဲဆိုတော့ကြက်တကောင်ဟာနှုတ်ကြီးကန်းလေးတွေ့လို့ရှိရင်နှုတ်ကြီးနဲ့တေရှာပီပီပီနဲ့ယူပြီးခွတ်တတ်တဲ့ကြက်နော်နှုတ်ကြီးကန်းလေးပီပီပီယူပြီးခွတ်တတ်တဲ့ကြက် နောက်ကိုလာကြိုက်တဲ့ဟောလိုက်တဲ့ကြက် ဒီကြက်နှစ်ဘာသာတက်တဲ့ကြက်တကောင်ပေါ့မင်းတို့နှိမ်ဆုံးကန်ယူတော့ဝိုင်းထဲကိုလာခဲ့ပါအဲ့တော့မှမင်းတို့မှဝိုင်းထဲမှာနည်းနည်းတက်လက်မထောင်ရရမှာဟုတ်ပြီလားနော်ဟိုလက်လည်းမဟုတ်ချီလည်းမဟုတ်အရိုက်လည်းမဟုတ်အဖက်လည်းမဟုတ်နော်နှုတ်ဒီကန်လည်းမဟုတ်ဒီလိုကြက်မျိုးကတော့ဟာလာမင်းတို့လည်းမျက်လုံးပါနေတာပဲကွာမမြင်ရမကင်ရနေပေါ့ဟာလာနော်ပူကောင်းတာကလေးတွေကိုနှိမ်တာမဟုတ်ဘူးကလေးတွေကိုပြောလင်းကြက်ကြီးကြီးဖြစ်လာတဲ့ကြက်သမားတွေ တက်သမားလူတော်လေးတွေဖြစ်လာအောင်လို့ဦးတော်ဒါမင်းတို့အကြံဉာဏ်ပေးတာဟုတ်လားဟုတ်ပြီလားနော်